သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချင်တယ်မှာဒီကနေ့အော်တိုဘားလ12ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မေတ္တာရက်ခံအပ်ပါရခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရေမြုပ်နယ်ကျောင်းရွာမှာရှိတဲ့စစ်တပ်ရဲ့ခမရ91တပ်ရင်းကိုရေးဘလူအဖွဲ့က60မမလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်မှုရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ် မွန်ပြည်နယ်ရင်းမြစ်နယ်ကျောင်းရွာမှာရှိတဲ့အကျန့်ဖက်စစ်တပ်ရဲ့ခမရ91တရင်ကို60မမလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်ကထိခိုက်မှုရှိကြောင်းရေဘလူးတပ်ဖွဲ့ရဲ့တရင်မှုကပြောကြားပါဗျ။အော်တိုဘာလ10ရက်နေ့ည9:00နာရီခန့်မှာအကျန့်ဖက်စစ်တပ်ရဲ့ခမရ91တရင်ကိုရေဘလူးအဖွဲ့က60မမလက်နက်ကြီးတွေနဲ့အနီးကပ်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ကျွန်တော်တို့မနေ့ည9:00နာရီလောက်မှာ ငါကုတ်တတရင်ကို60မမစိန်ပြောင်းလက်နက်ကြီးနဲ့ဝင်ရောက်ပစ်ခတ်ခဲ့တယ်။အနီးကပ်ကိုဝင်ရောက်ပစ်ခတ်တယ်။မီတာတထောင်အကွာအဝေးလောက်ကနေလက်နက်ကြီးနဲ့ပစ်တယ်။သူတို့ဘက်ကပြန်လဲတုံ့ပြန်လာခြင်းမရှိဘူး။လေးချက်ပစ်တာနှစ်ချက်ကွဲတယ်။နှစ်ချက်မကွဲဘူးလို့ရီဘလူတပ်ဖွဲ့ရဲ့တရင်မှုကပြောဆိုပါတယ်။အဲဒီလိုတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်အကြံဖတ်စစ်တပ်ကယင်းနေ့ည12နာရီခန့်မှာလက်နက်ကြီးတွေနဲ့ပြန်လဲပစ်ခတ်တိုက်ခိုက်ခဲ့ပေမဲ့တော်လိုင်းတပ်ဖွဲ့ဝင်များအထိခိုက်မရှိခဲ့ကြောင်းသိရှိရပါတယ်။ ကျွန်တော်တို့တိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်ညာ7နှစ်လောက်မှာသူတို့ဘက်ချမ်းကနှစ်ချက်ပြန်ပြစ်တယ်။ကျွန်တော်တို့ဘက်ချမ်းကိုကျွန်တော်တို့ဘက်ကထိခိုက်မှုဘာမှမရှိဘူး။စစ်ခွေးတွေဘက်ကထိခိုက်မှုအတိအကျကိုတော့ကျွန်တော်တို့ဆက်လက်စုံစမ်းနေပါတယ်လို့ရေဘလူးတပ်ဖွဲ့ရဲ့တရင်မှုကဆက်လက်ပြောဆိုပါရခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အချမ်းဖတ်စစ်တပ်ကပြည်သူစစ်ဗျူဟာနဲ့တိုင်းသာအချင်းချင်းပြည်သူအချင်းချင်းတိုက်ခိုက်စေဖို့တွေးထိုးလှုံ့ဆော်နေတယ်လို့ KIO ပြောခွင့်ရပုံမူကြီးနော်ဘူးပြောဆိုလိုက်ကြောင်းတင်ဆက်ပေးပါမယ်။အကြံဖတ်စစ်တပ်ကပြည်သူစစ် viewer နဲ့တိုင်းရင်းသားအချင်းချင်းပြည်သူအချင်းချင်းတိုက်ခိုက်စေရန်သွေးထုတ်လွန့်ဆော်နေတယ်လို့ KIO ပြောခွင့်ရပုံမူကြီးနော်ဘူးကပြောဆိုပါတယ်။အကြံဖတ်စစ်ကော်မရှင်ကတိုင်းရင်းသားဒေသမြန်မာတိုက်ခိုက်ရန်နဲ့နေမည်စုမှုမှုများရရှိစေဖို့အဓိကပြည်သူစစ်မဟာ viewer ကိုပုံမူအသုံးချလာပြီးရင်း viewer နဲ့ပြည်သူအချင်းချင်းတိုင်းရင်းသားအချင်းချင်းတိုက်ခိုက်ရေးသွေးထုတ်လျက်ရှိကြောင်း ဝါရဇုပြည်သူစစ်ခေါင်းဆောင်မင်းစီတန်းတဲ့အပွဲမှာလဲစစ်တပ်ရဲ့ပြည်သူစစ်ဗျူဟာအောက်မှာဖွဲ့စည်းထားခြင်းဖြစ်ပြီး KIA နဲ့ PDF များကိုတိုက်ခိုက်မဲ့အကြောင်းတင်းတန်းစင်းပွဲမှာပြောဆိုထားမှုများကိုလည်းသိရှိထားကြောင်း၎င်းကဆိုပါတယ်ကျွန်တော်တို့အမြင်ကတော့စစ်ကော်မရှင်ကနေပြည်သူစစ်မဟာဗျူဟာကိုတုံးပြီးတော့တိုင်းရင်းသားအချင်းချင်းတိုက်ခိုက်ဖို့သူတို့လုတာပေါ့ KIA ကိုရှေ့တန်းတိုက်ပွဲတိုင်းမှာသူတို့တိုက်ဖို့မဖြစ်နိုင်တော့ပြည်သူစစ်တွေကိုအတုံးချတိုက်ခိုက်ခိုင်းတာလို့ပုံမူကြီးနော်ဘူကဆိုပါတယ် ော်တိုဘာလ၁ရက်နေ့ကပြုလုပ်ခဲ့တဲ့ဝါရဇုတ် ပြည်သူစစ်တပ်ဖွဲ့ရဲ့စစ်တပ်နဲ့စင်ပွဲမှာစစ်တပ်လက်အောက်ခံပြည်သူစစ်ခေါင်းဆောင်မင်းစေတန်းကစစ်တပ်နဲ့တွဲဖက်၍ KNA နဲ့ PDF များကိုတိုက်ခိုက်မှာဖြစ်ကြောင်းထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။ရင်းအပြင်ကချင်းပြည်နယ်ပူတာအိုခရိုင်ခေါင်းလန်ဖူးမြို့နယ်စွန့်လွန်မြို့နယ်တို့မှာအော်တိုဘာလ၄ရက်နေ့ KNA နဲ့ PDF စန့်ကျင်ရေးဆန္ဒပြပွဲများပေါ်ပေါက်ခဲ့ပြီးအဆိုပါဆန္ဒပြပွဲမှာစစ်တပ်နဲ့ပြည်သူစစ်အဖွဲ့တို့ကဦးစီးလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းပုံမကြီးနော်ဘူးကပြောဆိုပါတယ်။ ပြည်သူလူထုကိုစစ်ကော်မရှင်ကတွေးထုတာဖြစ်တယ်။တချို့တွေကိုနေစားကပေးပြီးခေါ်တယ်လို့သိရတယ်။တွေးခွဲပြီးမှလုတာဖြစ်ပါတယ်လို့ပူမူကြီးနော်ဘူးကဆက်လက်ပြောဆိုပါတယ်။လက်တလော့ကချင်ပြည်နယ်မှာ KIA ကမြို့သိမ်းတိုက်ပွဲများနဲ့စစ်ကော်မရှင်ရဲ့တက်စကန်များကိုအပြင်းထန်တိုးစစ်ဆင်လျက်ရှိပြီးစစ်အာဏာရှင်စန့်ကျင်ရေးတိုက်ပွဲဝင်နေတဲ့ပြည်သူကာကွယ်တပ်များကိုလည်း KIA ကစစ်ရေးအကူအညီများပေးအပ်လျက်ရှိကြောင်းသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးကြတာကတော့ နေရီကန်ကာကင်းကြီးကိုအေအေဝင်သိမ်းတဲ့အတွက်ဘီယွန်ကုန်းမှအမြောက်ကြီးများကိုပါစစ်ကော်မရှင်တပ်ဖွဲ့ဝင်များတိတ်ထုတ်ပြေးတော့ကြောင်းတင်ဆက်ပေးပါမယ်စစ်ကော်မရှင်ရဲ့နေရီကန်ဘီယွန်ကာကင်းစကန်ဖိုက်တာကုန်းကိုအရခတ်တတော်အေအေနဲ့ပူးပေါင်းတပ်များဝင်ရောက်သိမ်းပိုက်ပြီးနောက်စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကစင်ကလျန်ထွက်ပြေးနေရကြောင်းသိရှိရပါတယ်အေအေနဲ့ပူးပေါင်းတပ်တွေကယမန်နေ့အော်တိုဘန်၁၀ရက်နေ့ကစစ်ကော်မရှင်နေရီကန်ဘီယွန်ကုန်းရဲ့အတိတ်ကာကင်းစကန်ဖြစ်တဲ့ဖိုက်တာကုန်းကိုသိမ်းယူနိုင်ခဲ့ပြီးနောက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များလက်နက်များပါစွန့်ပစ်ပြီးထွက်ပြေးနေရကြောင်းဒေသတွင်းသတင်းရင်းမြစ်များထံကနေသိရှိရပါတယ်။နေရီကန်စကန်ပါသွားမှဆိုလို့စစ်တပ်ကလေကြောင်းကနေတောက်လျှောက်ပုံကျဲနေတယ်လို့သတင်းရင်းမြစ်က ARD Time ကိုပြောပါတယ်။နေရီကန်အနီးကာကင်းစကန်အလုံးနီပါသိမ်းခံလိုက်ရပြီ။နေရီကန်ပြိုဟာပါပိတ်ဆို့တိုက်ခိုက်ခံရတဲ့အတွက်စစ်ကော်မရှင်က နေရီကန်စကန်မှာအမြောက်ကြီးတွေကိုဝန်ချီဆက်စွဲရင်နဲ့ရင်သုံးစီးတန်း၍တိုက်ထုတ်သွားကြောင်းသိရှိရပါတယ်။ စစ်ကမရှင်ဟာတိုက်ပွဲဖြစ်ပွားနေတဲ့နေရီကန်အနီးကိုလည်းစင်အားအပြည့်ပါဝင်တဲ့ကာကြီးတစီအင်အားဖြည့်တင်းခဲ့ပြီးအင်အား30ခန့်ပါတဲ့ခြေလင်းစစ်ကြောင်းတစ်ခုကိုလည်းဇင်ပြုံးပတ်မှပစီဘက်ကိုဆေးလွတ်ခဲ့ကြောင်းသတင်းရှိမြစ်ထံကနေသိရှိရပါတယ်စစ်ကမရှင်ကယမန်နေ့မှစတင်ပြီးလီကျောင်းမှအဆက်မပြတ်ဘုံကျဲတိုက်ခိုက်ခဲ့ကတိုက်ပွဲမှာလည်းနေရီကန်တဝိုက်300ခန့်မှဖြစ်ပွားနေကြောင်းသိရှိရပါတယ်ဖိုက်တာစခန်းမှစစ်ကမရှင်တပ်ဖွဲ့ဝင်အလုံးဒီပါထွက်ပြေးသွားပြီးဖြစ်တဲ့အတွက် က်ရည်ကန်စခန်းအနီးမှာတိုက်ပွဲပြင်းထန်စွာထပ်မံဖြစ်ပွားနေခြင်းလည်းဖြစ်ပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အင်းစိန်မြို့နယ်ကအိယိတ်တာတစ်ခုမီးလောင်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ရန်ကုန်မြို့အင်းစိန်မြို့နယ်စုပေါ်ကြီးကုန်းရက်ကွက်လမ်းတစ်လမ်းမှာရှိတဲ့မြစ်မှုအိယိတ်တာမီးလောင်မှုဖြစ်ခဲ့တာကြောင့်တနအိခင်းကြမီးငိမ့်တက်ခဲ့ရတယ်လို့မိသက်တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်အော်တိုဘာလ17ရက်နေ့ည9:00နာရီကျော်မှာမီးလောင်မှုစတင်ခဲ့တာဖြစ်ပြီး level 1အဆင့်မိငိမ့်တက်ရင်တွင်နဲ့တနအိခန့်မိငိမ့်တက်ခဲ့ရတယ်လို့သိရှိရပါတယ်။အလိုင်း90ဘုရားရှိနာကတဲခုကံမိတော်တော်များတယ်အပေါ်တဲ့တစ်ထက်လုံးလောင်နေတာလို့ဒေသခံတဦးကပြောပါတယ်။မိလောင်တဲ့အဲ့ဒီတာအနောက်ဘက်ကရက်ကွက်တွေဘက်ကိုမိဘွားတွေကြားခဲ့ပေမဲ့မိကုဆက်လောင်ကျွမ်းတာမျိုးတော့မရှိဘူးလို့သိရှိရပါတယ်။မိလောင်မှုအကြောင်းရင်းနဲ့ပတ်သက်ပြီးမိသက်တပ်ဖွဲ့ကတီးတန့်ထုတ်ပြန်ထားတာတော့မရှိသေးပါဘူးခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ ပလောင်မြို့အခြေဆိုင်အမတ်စနစ်တိုင်းပဟိုလေ့ကျင့်ရေးတင်းနှင်းကျောင်းမှစစ်မှုတန်တပ်သားတစ်၄ဦးအလင်းဝင်ရောက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။တင်းနှင်းတိုင်းမြို့နယ်ပလောင်မြို့အခြေဆိုင်အမတ်စနစ်တိုင်းပဟိုလေ့ကျင့်ရေးတင်းနှင်းကျောင်းမှစစ်မှုတန်တပ်သားတစ်၄ဦးအလင်းဝင်ရောက်ခဲ့ကြောင်း KNU ဗိတ်တဝဲခင်ကထုတ်ပြန်ထားပါတယ်။အော်တိုဘားလ9ရက်နေ့ပလောင်မြို့နယ်ပလောင်မြို့အခြေဆိုင်အမတ်စနစ်တိုင်းပဟိုလေ့ကျင့်ရေးတင်းနှင်းကျောင်းမှစစ်မှုတန်တပ်သားတစ်၃ဦးနဲ့အော်တိုဘားလ10ရက်နေ့မှာစစ်မှုတန်တပ်သားတစ်၁ဦးတို့ဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်မှလေး KNTO တရင်ခုနှစ်ချမ်းကိုအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဲ့ဒီလိုအလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားတဲ့၄ဦးဟာအကြံဖတ်စစ်တပ်ရဲ့အတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးခံရသူများဖြစ်ပြီးလိချင်ရေးတင်တဲ့ကြောင့်မှထွက်ပြေးကာကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တပ်မှလေး KNTO တရင်ခုနှစ်ချမ်းကိုလက်နက်မဲ့အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အကြံဖတ်စစ်တပ်ထမ်းမှအကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထံခိုင်းစေခံရတဲ့စစ်မှုတန်တပ်သားတင်များအနေနဲ့တော်လိုင်းရေးတပ်များထံကိုရရနီးလန့်နဲ့လက်နက်ချအလင်းဝင်ရောက်ပူးပေါင်းကြပါရန် KNU ကရင်အမျိုးသားအစည်းအရုံးအနေနဲ့တိုက်တွန်းထားပါတယ်။အလားတူအော်တိုဘားလ၁ရက်နေ့ကလည်းအကြံဖတ်စစ်တပ်ရဲ့ခလာရ265တပ်ရင်းမှတပ်သားတအုပ်ဟာ MA1 မျိုးစားတနက်တက်ယူဆောင်လာပြီးကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်မှလေး KNTO တရင်ခုနှစ်တခွဲသုံးထံကိုအလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မန္တလေးမြို့ပေါ်မှာပေါ်တာဆွဲခံလိုက်ရတဲ့စစ်မှုတန်တပ်သားတစ်ကိုယူနီကွန်းပျောက်ကြားတပ်တွားရောက်ကဲထုတ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးမြို့ပေါ်မှာပေါ်တာဆွဲခံရတဲ့စစ်မှုတန်တပ်သားတစ်ကိုတွားရောက်ကဲထုတ်ခဲ့တယ်လို့ယူနီကွန်းပျောက်ကြားတပ်ဖွဲ့တာဝန်ရှိသူကလူလူတွေဦးကိုပြောပါရတယ်။ကဲထုတ်ခဲ့တဲ့တပ်သားကစကိုင်းတိုင်းစကိုင်းမြို့အခြေစိုက်တပ်မ3တုံးမှာတာဝန်ကျနေတာဖြစ်ပြီးအော်တိုဘားလ10ရက်နေ့ကတပ်မ3တုံးကတပ်သားတအုပ်အလင်းဝင်ဖို့ဆက်သွယ်လာလို့ စကိုင်းမြို့တနေရာမှာတွားရောက်ခေါ်ဆောင် ပေးခဲ့တာလို့ဆိုပါတယ်။ယခုနှစ်ဖေဖော်ဝါရီလကမန္တလေးမြို့ပေါ်မှာပေါ်တာဆွဲခံလိုက်ရပြီးနောက်တောင်တွင်းကြီးမြို့ကိုပို့ဆောင်ခံခဲ့ရပြီးပြီးခဲ့တဲ့စက်တင်ဘာလ12ရက်နေ့မှာတပ်မ33ကိုပို့ဆောင်ခံခဲ့ရတာလို့အသိပေးပါတယ်။မန္တလေးညာဦးပိုင်းလေးမှာအစွဲခံရတာပါ။သူမိသားစုကလက်မြောက်နေမြေမှာရှိပါတယ်။သူမိသားစုစီကိုအပ်လိုက်တာပါလို့ယူနီကွန်းပျောက်ကြားတပ်ဖွဲ့တာဝန်ရှိသူကအလင်းဝင်တပ်သားတဲ့အကြောင်းကိုရှင်းပြပါဗျ။ယခုအလင်းဝင်တပ်သားတဲ့အပအဝင် စစ်ကောင်စီတပ်ကနေယူနီကွန်းပျောက်ကြားတပ်စီကိုအလင်းဝင်ခေလုံလာတဲ့တပ်သား9ဦးရှိတယ်လို့သိရှိရပါတယ်။စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်းအမျိုးသမီးတွေထက်အမျိုးသားလူငယ်တွေက လုံခြုံရေးကိုပုံမစိုးရင်ကြောက်ရွံ့နေရတယ်လို့ UNDP ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်က အော်တိုဘားလ၁၀ရက်နေ့ကထုတ်ပြန်ပါတယ်။လူငယ်၃ပုံ၃ပုံ၅တန်းခန့်ကစစ်မှုထမ်းဥပဒေကြောင့်စိတ်ပိုင်းဆိုင်ရာဖိစီးမှုဖြစ်လာပြီးစစ်ကောင်စီနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ထင်တယ်လို့ဖန်ဆီးတာ ညချိန်ဝင်ဖန်တာနဲ့အတ္တမစုဆောင်းတာတွေရင်ဆိုင်နေရတယ်လို့ဖော်ပြပါတယ်။လူငယ်40ရာခိုင်နှုန်းကျော်ကညဘက်မှာတယောက်တည်းလမ်းလျှောက်ရင်မလုံခြုံဘူးလုံးဝမလုံခြုံဘူးလို့ဖြေဆိုပြီးစစ်တပ်အာဏာမသိမ်းခင်ကနှုံထထက်နှစ်ဆကျော်ပိုများတယ်လို့ UNDP ကအတည်ပြုပါတယ်။2024ခုနှစ်ဖေဖော်ဝါရီလမှာစစ်ကောင်စီကစစ်မှုတန်းဥပဒေကိုအသက်သွင်းခဲ့ပြီးနောက်အပတ်စဉ်တစ်ခုမှအသက်16နှစ်ကနေအသက်35နှစ်အကြားအမျိုးသားလူငယ်9000ကိုစုဆောင်းခဲ့ပါတယ်။ အခုဆိုရင်အပတ်စဉ်16ကိုစတင်ဖို့စေအုပ်စုကကြိုးပမ်းနေပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ညောင်လေးပင်ဥက္ကဋ္ဌပြူစောတိကျော်ဝင်းမှာသူ့သားရိစစ်မှုထမ်းရမှာစိုးရင်လို့ထိုင်းကို အောက်လန်းမှာဆီလွတ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ပဲခူးတိုင်းညောင်လေးပင်မြို့မှာဥက္ကဋ္ဌဖြစ်သူပြူစောတိကျော်ဝင်းကရက်ကွက်နေပြည်သူတွေကိုစစ်မှုတန်းအတွက်အတင်းအဓမ္မလူသစ်စုဆောင်းတာတွေပြုလုပ်ခဲ့ပြီးသူ့သားအလေးရောက်ခံပြီးမှစစ်မှုထမ်းရမှာကိုစိုးရင်ပြီးထိုင်းနိုင်ငံကိုဆီလွတ်ခဲ့တယ်လို့ ဒေသခံပြည်သူတွေရဲ့တရင်ပို့ချက်ရသိရှိရပါတယ်။ပဲခူးတိုင်းညောင်လေးပင်မြို့အတွင်းမြို့မတက်မမြို့မငါအထိရက်ကွက်ငါးကိုရှိပြီးပြူစောတိကျော်ဝင်းဟာမြို့မတက်ရက်ကွက်ဥက္ကဋ္ဌဖြစ်တယ်လို့သိရှိရပါတယ်။ဥက္ကဋ္ဌကျော်ဝင်းအနေနဲ့အာနာသိမ့်ပြီးနောက်ပိုင်းကစတင်ကပြူစောတိအဖြစ်ခံယူခဲ့ပြီးစစ်မှုထမ်းဥပဒေပေါ်ပေါက်စဉ်ကလည်း၎င်းရက်ကွက်နေပြည်သူတွေကိုအတင်းအဓမ္မလူသစ်စုဆောင်းတာတွေပြုလုပ်ခဲ့တယ်လို့သိရှိရပါတယ်။ ဒါအပြင်၎င်းအုတ်ချုပ်ရမြို့မတိရက်ကွက်မှလူငယ်တွေကိုစစ်မှုတန်းဥပဒေနဲ့စုဆောင်းရုံသာမကရက်ကွက်အတွင်းမှာလဲပေါ်တာဆွဲကအချားမျိုးမှရက်ကွက်တွေထံကိုစစ်မှုတန်းဖို့ပြန်ရောင်းစားပြီးအခကျင်းွေယူဆောင်တာတွေလည်းပြုလုပ်ခဲ့တယ်လို့သိရှိရပါတယ်။ရက်ကွက်ဥက္ကဋ္ဌကကြော်ဝင်ပါပြူစော်တီကောင်းဆောင်ပဲညောင်လေးပင်မျိုးကမြို့မှငါးကိုရှိတယ်။အဲ့ဒါကြော်ဝင်ကစစ်မှုတန်းအတွက်ဆိုသူအုတ်ချုပ်တဲ့မြို့မှတရက်ကွက်ကပဲပေါ်တာဆွဲတယ်ပြီးတာနဲ့ကြံတဲ့ရက်ကွက်ကိုလည်းပတ်စံယူပြီး ူစုဆောင်လို့ရတဲ့သူတွေကိုပြန်ရောင်းတယ်လို့ဒေသခံပြည်သူတအုပ်က PPM ကိုပြောပါတယ်။ရက်ကွက်အတွင်အတင်းအတ္တမစုဆောင်မှုတွေပြုလုပ်ခဲ့ပြီးနှစ်နှစ်အတွင်းရက်ကွက်နေလူငယ်တော်တော်များများစုဆောင်ခံလိုက်ရတာကြောင့်သူသားတွေစစ်မှုထမ်းပါမာကိုစိုးရင်ပြီးဥက္ကဋ္ဌကျော်ဝင်းမှထိုင်းကိုအောက်လမ်းမှဆေးလွတ်ခြင်းဖြစ်တယ်လို့သိရှိရပါတယ်။ဒါအပြင်အဆိုပါဥက္ကဋ္ဌကျော်ဝင်းမှအောင်စုမှုသူရအောင်တန့်စင်အောင်ဆိုတဲ့တားသုံးယောက်ရှိပြီးအခုထိုင်းကိုအောက်လမ်းမှဆေးလွတ်ခဲ့တဲ့တားဟာ အငယ်ဆုံးသားဖြစ်ကပြည်သူအပေါ်ကိုလက်နက်အားကိုနဲ့အနိုင်ကျင့်နှိပ်စက်တာတွေပေါ်တာဆွဲစုဆောင်းဓာရီကိုဥဆောင်ပြုလုပ်ခဲ့သူဖြစ်တယ်လို့သိရှိရပါတယ်။ဒါတယ်မကပဲကျန်တဲ့သားနှစ်ယောက်မှလည်းပြူစောတိများဖြစ်ကြပြီးရက်ကွက်အတွင်လက်နက်ကန်ရန်ကဓာရီနဲ့ညောင်လေးပင်ပတ်ချာလဲမှဖြစ်ပွားတဲ့တိုက်ပွဲတွေအတွင်စစ်တပ်နဲ့ပူးပေါင်းပြီးရှေ့တန်းလိုက်တာတွေပြုလုပ်ခဲ့တယ်လို့အဆိုပါဒေသခံမှပြောပါတယ်။ပြူစောတိကျော်ဝင်းကသားသုံးယောက်ရှိတယ်။အောင်စုံမူသူရအောင်တန့်စင်အောင် အကြီးနှစ်ယောက်ကစစ်တပ်နဲ့တက်ပြီးမြို့ပတ်ချာလေကတိုက်ပွဲတွေမှာရှေ့တန်းထိလိုက်တယ်။အခုထိုင်းကို ပြေးမဲ့တယောက်ကပြည်သူကိုကိုထိလက်ရောက်ပားရိုက်စက်ကြီးတွေကောက်ချောဆွဲတဲ့ကောင်ပါ။သူ့သားတွေကိုစစ်မှုတော်မထမ်းစေခြင်းဘူး။အနေအဆားချောင်တဲ့ပြူစောထီလိုပဲလုပ်စေခြင်းတာအခုကမရတော့တဲ့အခြေအနေမို့လို့ဆိုပါတယ်။ဒါအပြင်ပြူစောထီဥက္ကဋ္ဌမိသားစုဟာညောင်လေးပင်အနီးအနားကြေးရွာတွေကိုမိရှုဖျက်ဆီးပြီးတံပိုးကြီးပစ္စည်းတွေယူဆောင်ရမှာလဲစစ်တပ်နဲ့ပူးပေါင်းကဥဆောင်ခဲ့တယ်လို့သိရှိရပါတယ်။ ဒါအပြင်ပေါ်တာဆွဲလူစုဇောင်းပြီးရရှိခဲ့တဲ့အခါကျင်းဝင်တဲ့ရော်ရီကိုစစ်ကြောင်းထုတ်ကအတင်းအဓမ္မယူဆောင်ခဲ့တဲ့တံပိုးကြီးပစ္စည်းတွေကိုရောင်းချပြီးရန်ကုန်မြို့မော်ဘီဘက်အချမ်းမှာအိမ်နဲ့ခြံဝယ်ယူတာတွေပြုလုပ်ခဲ့တယ်လို့ဒေသခံပြည်သူတွေရဲ့သတင်းပို့ချက်အရသိရှိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလို့သုံးတိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်ရင်းပြပါသတင်းတော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လင်းချမ်းမြေကြပါစေခင်ဗျာ